ကျွန်တော်ဒီလ Facebook ကနေဒေါ်လာ6000ကျော်ရခဲ့ရတယ်။ဒီနေ့မနေ့ကျွန်တော်ရဲ့ main day မှာပိုလေတစ်ခုတင်ခဲ့ပါရတယ်။အဲ့ဒါကတော့ကျွန်တော်အနေနဲ့ content monetization ကနေဒီလအတွက်ဒေါ်လာ6000ကျော်ဝင်နေပြီဆိုတဲ့အကြောင်းပါပဲ။ဒီ video ကိုတွေးလိုက်တဲ့လူတော်များလည်းဘလို video တွေကနေဒီလိုဝင်ငွေရလာတာလဲ။ဒီလိုဝင်ငွေကအောင် video တွေဘလို phantom တာလဲဆိုပြီးလာမေးခဲ့ကြပါရတယ်။တကယ်တော့ဒီဝင်ငွေတွေကကျွန်တော်အနေနဲ့မျက်နှာလုံးဝပြထားတဲ့ပိတ်ကနေရလာခဲ့တဲ့ video တွေပဲဖြစ်ပါရတယ်။ အဲ့ဒီပစ်ကတ်နေတင်ထားတဲ့ content တွေကလည်းမြန်မာလိုပြောထားတဲ့ content တွေပဲဖြစ်ပါတယ်။ဒီအကြောင်းတွေကိုကျွန်တော်အင်းဆွေအေးတဲ့တင်တန်းတက်ခဲ့ဖူးတဲ့သူတွေကတော့တိပိတာဖြစ်ကြမှာပါ။ဒါဆိုမြန်မာလိုပဲပြောပြီးကိုရောက်တော့မှပြထားတဲ့ video တွေကနေဘာကြောင့်များဒီလောက်ဝင်ငွေရနေတာလဲ။ဒီလိုဝင်ငွေရဖို့တော့ video တွေဘယ်လိုဖန်တီးရမလဲဆိုတာကိုအားလုံးသိချင်ကြလို့မယ်ထင်ပါတယ်။ဒီလိုလေဝင်ငွေကောင်းကောင်းရချင်တဲ့ဆိုရင်တော့ဘလိုဝင်မျိုးစားကိုဖန်တီးရမလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်။ ပြီးတော့ဘယ်ချိန်မှာဝီယိုတင်ကြည့်ရှုသူများလဲဆိုတာကိုလည်းတည်ထားဖို့လိုအပ်ပါသေးတယ်။နောက်ပြီး Facebook ရဲ့လှုပ်လှုပ်ပေါင်းကိုနားလည်ထားဖို့ကလည်းရေးကြည့်ပါရယ်။ဒီနည်းလမ်းတွေကိုမတိသေးတဲ့သူတွေတို့မကြားခင် Facebook content monetization page တင်တန်းကိုပြန်ဖွင့်ပေးတော့ဖို့ရှိပါရယ်။အသေးစိတ်ကိုတော့မကြားခင်တင်ပေးတော့မှာပဲဖြစ်ပါရယ်။အခုကရေကစုံစမ်းရှင်တဲ့သူတွေစိတ်ဝင်စားသူနေနဲ့လည်းလာရောက်မေးမြန်းလို့ရပါတယ်ခင်ဗျာ။